ဘဲဘက်လေးတွေဟာဘဲအချက်မို့ပြုလုပ်ဖို့အတွက်ဘဲဘက်လေးတွေကိုကျမတို့ဘဲကျူတော့ကတင်စီထားခြင်းပဲဖြစ်ပါတယ်ရှင်အဲဘဲဖက်လေးတွေလုံနည်းလေးကိုလည်းတူဘူးပဲကြိုတဲ့ဗီဒီယိုဖိုင်မှာကြည့်ရှုလို့ရပါတယ်ရှင်။ကျမကဒီအာဗန်နဲ့ဗန်လေးကိုအပူချိန်100ဒီဂရီနဲ့အာကြိုပြုတ်ပေါ့နော်မိနစ်20လောက်အပူပေးထားပါရဲ့။အဲ့ထည်ကိုပဲမှုန်လေးတွေဖြန့်ပြီးတော့ထည့်လိုက်ပါမယ်ရှင်။ ဒါဆိုရင်ကျမဒီ bare bed လေးတွေကိုပေါ့နော်ဖြန့်ခင်းမိပါပြီ။ဒါလေးကိုအာသာနဲ့သွားထည့်ပါမယ်နော်။အပူချိန်100ဒီဂရီနဲ့ကျမစပြီးတော့အပူပေးပါမယ်။ဖြည်းဖြည်းချင်းအပူပေးပါမယ်ရှင်။ကျမပထမအဆုံးဒီအောင်နိုင်ဝက်လောက်100ဒီဂရီနဲ့အပူပေးလိုက်ပါမယ်။ပြီးရင်ပြန်ထုတ်ကြည့်ပါ။အခုဆိုရင် bare bed လေးတွေကိုအာသာနဲ့ကိုထည့်ပြီးတော့အပူပေးပါရမယ်ရှင်။ကျန်တဲ့ဒီဂရီနဲ့ကိုနိုင်ဝက်ပေါ့နော်နိုင်ဝက်ပြလိုက်ပါမယ် ပြည့်ပြီဆိုတော့အလန်းပေးနေပြီဆိုတော့ကျွန်မဖွင့်လိုက်ပါမယ်ဒီဘက်လေးရဒီလိုအနေထားလေးပါရှင်ဒီတော့ပူပေါင်းလမ်းနဲ့ခိုင်လို့ရပါပြီ။ဘဲဘက်လေးကိုကျွန်မဇော်လေးတစ်ခုနဲ့မှွေလိုက်ပါမယ်။ကျွန်မဘဲဘက်လေးကိုမှွေလိုက်ပါမယ်ရှင်။အရင်အောင်နည်းနည်းနှက်အောင်ပါ။ ခုအပူစိန်တရားဒီဂရီနဲ့ပေါ့နော်ကျွန်မအပူပေးထားတာဒုတိယတစ်ချိန်ဟိုအလန်းနေသွားပြီပေါ့နော်အဲဆိုရင်ကျွန်မဒီရလေးကိုအမှုဝင်လိုက်ပါမယ်အပေါ်နေဝင်ပြီးတော့ကျွန်မထပ်ပြီးတော့အပူမပေးတော့ဘူးရှင်ဒီရကိုခဏလောက်ရှင်းလာပါမယ်ဒီရကိုသူ့ရဲ့အာဗန်လေးကအပူချိန်လေးနဲ့တော့ကျွန်မခဏထားပါမယ်ပေါ့နော်ဒါကကျမအေးခံလာတာပဲလေးညာတော်တော်ကို၆တွေးတဲ့ပုံစံလေးပေါ်လာပြီပေါ့နော်။ဒါဆိုရင်ဒုတိယထပ်ပြီးတော့တရားဒီဂရီနဲ့နိုင်ဝက်အပူပေးပါမယ်။ ျွန်တော်ဒီဘဲဖက်လေးတွေပေါ့နော်အာဗန်ထဲမှာ30ဒီဂရီနဲ့ဘိုင်ဝက်အချပေါ့နော်ကျွန်မအပေးခံတယ်ပြီးတော့အာဗန်ထဲမှာပဲသူ့အမွေလေးနဲ့သူထားတယ်ပြန်ပြီးတော့ပေါ့အချခံတယ်ပေါ့အဲ့လိုမျိုးနဲ့နိုင်ဝက်ချတစ်ခါ၃ခါလောက်လုပ်လိုက်တဲ့အခါမှာဒီလိုမျိုးဘဲဖက်လေးတွေကချွတ်ချွတ်ရွရွလေးတွေဖြစ်လာပါပြီအဲ့ဒါလေးကိုကျွန်မချိန်ခွဲပါမယ်ရှင်ဒါမီးအောင်လည်းမမလို့ဘဲဖက်လေးတွေကဟိုနည်းနည်းအဖြောင်တန်းနေတာပေါ့နော်အပြင်မှာတော့ကျွန်မတို့စားတဲ့ဘဲမှုန်အရာအတိုင်းပဲဖြစ်နေတာပါ ါလေးကိုကျွန်မဟိုချိတ်ဆက်နေကျွန်မချိတ်ပါမယ်ကျွန်မပလန်လုပ်ထားတဲ့ပေပုံလေးရရှိပါပြီပေါ့နော်ကျွန်မကပလန်နာအသိမကောင်းတဲ့အတွက်ချိန်ခွဲပုံလုံးတော့ကျွန်မမပြတော့ပါဘူးရရှိလာတဲ့ပေပုံလေးတွေကိုကျွန်မစကားချပြီးတော့ဒါယူထားတာပဲဖြစ်ပါတယ်ဒါလေးကိုကျွန်မပလန်လုပ်တလုံးထဲမှာထည့်ပြီးတော့တင်စီပါမယ်ကိုရိုင်းလုပ်ထားတဲ့ပေချက်ပုံလေးတွေကိုကိုရိုင်းလုပ်စားခြင်းအပြင်မိသားစုတွေလည်းတန်တန်ဆန်ဆန်လာဆက်ဆက်နေစားလို့ရပါတယ်ကျွန်မရဲ့ဗီဒီယိုဖိုင်လေးကိုချက်နှစ်တက်တဲ့ဆိုရင်လည်းအဲ ်ပြီးတော့လှူဆောင်ကြကြပါရှင်ကျမနောက်ထပ်ဗီဒီယိုဖိုင်လေးတွေလည်းထပ်တင်ပေးမှာပါဆိုရင်ကျွန်မကိုရင်လုပ်တဲ့အိမ်လုပ်ပေးမှုလေးရရှိပါပြီ။အနံ့ရတာကလည်းကျွန်မတို့မြန်မာပြည်ရမှာတယ်။ပွေးပေးမှုလို့ပါပဲ။ရဝင်းနေချာရနေတဲ့အချိန်မှာအတုံလေးစားခြင်းနဲ့အခါမှာမြန်မာပြည်ရပြန်မှာဖို့လည်းအဆင်မပြေဘူး။ဆိုရင်ကျွန်မလုပ်တဲ့နင်းနေနဲ့ဒီပေးအချက်ပုံလေးကိုပြုလုပ်လို့ရပါတယ်။ကျွန်မပြုလုပ်တဲ့ဟင်းချက်နင်းလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်လည်းကျွန်မရဲ့ဗီဒီယိုဖိုင်လေးတွေကို like share subscribe ပြုလုပ်ပြီးအားပေးသွားပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။